။ညံဘလောက်ကြီးလဲဆိုတော့ကျွန်တော်လည်းကြည့်ရမှာ။ညံအဲ့လောက်ကြီးပါဘူး။ကျွန်တော်ကတိတ်ချက်ပြရမှာ။ကျွန်တော်ကတော့ညံနေညံနေတယ်။ဘယ်ညံမှာများလဲ။ခဏတော့အမေကဝတ်တယ်ညံ။ညံညံနဲ့ညံပြညံကွာ။ကောင်းသူကသူနဲ့ကိုရီးယားဟာတာပြောပါတယ်ပြောပါတယ်ဘာမှဘုသူလိုက်တဲ့ကြာဒီတန်းကပြောမရဘူးပါ ဒရိုက်တာဥက္ကလိုင်းနဲ့ရေးရှင်ဆိုရဲဒါအဲ့လိုမျိုးအပေါ်မှာဘယ်လိုမျိုးလေးရောမြင်မိလဲဒါဟုတ်ကဲ့ရက်ပူတယ်ဗောလေမြန်တာကြီးတာရက်ကဟိုပါဟိုတူကဒီကညာဟိုပါဗောဒီကားလေးကတော့ညာကြီးရှင်ဆိုတဲ့ဟာလေးနဲ့ပူလိုက်မယ်တူတယ်အဲဆိုတော့ဒီကားလေးရဲ့ဇက်ကို twist လောက်ထားတာလေးနဲ့ဇက်ကောင်လေးကိုကင်တွေထားတာလေးကတော်တော်လေးလဲဟိုဘယ်လိုပုံလဲ pro ကြတယ်လို့ပြောရမှာပါ ်ပန်းလေးလဲသွားရအောင်မမြင်ပြောလိုက်အေးဟုတ်တယ်ပန်းလေးကနည်းနည်းနွမ်းတာနွမ်းတယ်ဘယ်မှာဝင်ပါ့မလဲ တော့ကျွန်တော်ရဲ့ကနေ့ကြာရင်ဒီလိုခံစားသိရပါမယ်ဆိုတော့ဒီလိုရရှိနေရတဲ့ပါပဲအဲဒါတော့ပြောင်းစီရတယ်တော့စကားလေးအကြောင်းကိုပြောပြပေးပါလို့ပြောချင်ပါတယ်သူတို့နဲ့တူပါဘူးအကူသိန်းဆောင်အနေနဲ့ပါဖြစ်စင်နေတယ်ဘာဖြစ်လို့လဲမဟုတ်ပါဘူးဒီအောင်စီအောင်မရုပ်ရှင်လာကြည့်ရတာပါဒီကနေ့ညံကြီးကြီးပေါ့ညံကြီးရှင် ။ညံဘလောက်ကြီးလဲဆိုတော့ကျွန်တော်လည်းကြည့်ရမှာ။ညံအဲ့လောက်ကြီးပါဘူး။ကျွန်တော်ကတိတ်ချက်ပြရမှာ။တော်တော်ညံနေညံနေတယ်။ဘယ်နေမှာများလဲ။ခဏတော့အမေကဝတ်တယ်ညံ။ညံညံနဲ့ညံပြညံကွာ။ကိုယ်တော့ဥက္ကဏ္ဍလည်းပြောလို့ရှိရင်လေဟာတာကိုပြောပါမယ်။တော့သူကသူမျိုးကိုရီးယားဟာတာပြောပါတယ်။ပြောပါတယ်။ဥက္ကဏ္ဍလိုက်တဲ့ကြဒီတန်းနဲ့ပြောမရဘူး။ဒီကားကတော့ဟောပါတော့သူတို့က တိတ်အများကြီးပေါ့လို့ဖွေးဖွေးဖက်ဖက်တကယ်ရှိခဲ့တာမျိုးရှိတယ်ရှိမှာလေဒီကားလေးအများကြီးဟုတ်ကဲ့ကားလေးလည်းအော်မရှိဘူးဟုတ်ကဲ့ကြာတယ်ဒီကားလေးကရိုမန်နဲ့ရိုမန်ဆိုပို့လောက်ရတယ်အမေကမှအချို့အခွေတွေလည်းပါတယ်ဆိုတော့အကုန်လုံးအဆင်ပြေပါတယ်ဒီကူးတဲ့အချိန်မှာလည်းတကယ်ကိုဂျင်းထဲကိုရောက်ပြီးတော့တကယ်ဟောပါတော့နော်တိုးဆောင်နေဆိုတာတက်လို့ ေါ့ကျွန်တော်ကနှလုံးသားနဲ့ထူးချစ်ပုံပေါ်ထားတယ်ပေါ့ဆက်ဆက်နော်ဟုတ်ဟုတ်ဒါကြောင့်မဆိုရင်ညီလေးဆိုရင်ကိုငကြီးရဲ့တချင်းကိုပြန်ဆိုတာတာဝန်ကြီးရယ်လေမင်းကြီးတချင်းကို version 3မျိုးပေါ့ကျွန်တော်ပြန်လုပ်ထားပါတယ်တေချာလေးလုပ်ထားပါတယ် orchestra version လေးရောအာတချင်းဆိုလေညီလေးကိုယ်တိုင်ပဲသူစိတ်ကြိုက်သူအကောင်းဆုံးဝိုင်းပြီးစူးစမ်းပေးထားတယ်အချင်းနဲ့ပတ်သက်လို့ကျတော့ဟိုညီလေးတို့ကဟိုပို့ပြီးတော့စိတ်ဝင်စားမှုအားလည်းကြီးတဲ့ခါကြတော့လေအဆင်ပြေတယ်ပေါ့ဒါ director ရဲ့တောင်းဆိုမှုလည်းပါတယ်နော်ဒီကားလေးကတော့ ဟို version လဲ၃မျိုးဖြစ်နေတယ်အဲ့ခါကျတော့ကိုယ်တိုင်ဖြန်ပြီးပြီးတော့တတ်မယ်ပေါင်းစုံပြအောင်ကြိုးစားကြမယ်ဆိုတော့စိတ်ကြီးနဲ့လုပ်ခဲ့ချီဆိုဒီမှာအောမှုများနဲ့ဆန်းကျဲတော့ရာအချီဆိုဒီမှာလူသားတိုင်းရဲ့နှလုံးသားထက်ရှင်သခင် ။ဒါပမာဏလုံးမဟုတ်ဘူး။ကျွန်တော်တို့နှစ်ကားရှိမှာ။ရှိမှာ။တရေကတရေကရှိမှာတရေကရှိမှာတရေကရှိနေသွားပြီ။ဟုတ်ကဲ့။ဟိုတခြားကားတွေလည်းကိုကင်းလည်းဝင်ကူပြီးတော့ဟိုဒေါ်တင်းလုတ်ပေးနေရတယ်တော့များပါပြီ။ဒါပေမဲ့ official တော့မဟုတ်ဘူးပေါ့လေ။ဒါကတော့ကျွန်တော်တို့အဲ ground ထဲမှာတော့အမြဲတမ်းလို့လို့ကိုကင်းလိုင်းလုံးနဲ့တော့အမြဲတမ်းတွေ့ထိတွေ့နေကြတာပဲ။ rider ဦးကလည်းညချင်းဆိုရဲဒါအဲ့လိုအပေါ်မှာဘယ်လိုမျိုးလေးရောမြင်မိလဲတာဟုတ်ကဲ့ရက်ဘူးတယ်ဗောလေမြန်တာကြီးတယ်ရက်ကဟုတ်ပါဘူးသူက တကယ်ညံဟိုဘောဒီကားလေးကတော့ညံကြီးရှင်ဆိုတဲ့ဟာလေးနဲ့ကိုလိုက်မယ်လို့တွေ့တယ်။အဲဆိုတော့ဒီကားလေးရဲ့ဇက်ကို twist လုပ်ထားတာလေးနဲ့ဇက်ကောင်လေးကိုကင်တွေထားတာလေးကတော်တော်လေးလဲဟိုဘယ်လိုပုံလဲ pro ကြတယ်လို့ပြောရမှာ။ဟုတ်လားကိုနေတို့နဲ့ပတ်သက်ပြီးဆိုတဲ့လဲမှာဆိုတော့ဒီလိုလေးကိုကောင်းတယ်ပေါ့နော်ကိုလုံးဒီအတိုင်းလည်းပြောရတယ်။ကိုနေတို့ကလေသူကပြင်စမှုအားတကယ်ကောင်းတဲ့မင်းသားဆိုလေပြုဆောင်တယောက်ဆိုကျွန်တော်တို့ကလူချင်းတဲ့ပုံစံလေးကိုနေတို့လူချင်းတဲ့ပုံစံလေးပြောလိုက်တာနဲ့အာဒီကားမဆိုရင်သူကနေနေပြီးပြီးကြီးဆိုတဲ့ဓာတ်ပုံရိုက်တဲ့သူတယောက်ရဲ့ character နဲ့ဘောင်းဝင်အောင် ဝယ်စားစင်ဝယ်စားကုန်ပြင်ဆင်ထားတာပေါ့နော်အာအဲ့အတွက်ဟိုလုံလုံလုံတာပေါ့နော်နောက်သူ့ idea ဒီကားထဲမှာခက်တကြည့်ရင်သိမှာဒီကားလေးမြုပ်ွက်လေးညာတော့စွရပြောလို့အဓိကသူ့ရဲ့ညလုံး idea ပေါ့တအားခက်တယ်အားခက်ပါအော်ဒီကပြီးရင်နော်ဘောပေါ့နော်ဘောရဲ့ item လည်းခက်တယ်နော်ဘောကတော့သူကအဲ့လိုမျိုးပေါ့ဟိုစိတ်တန်ခံရတဲ့ကလေးမလေးတယောက်ရဲ့နေရာပြောဆောင်လာဆိုတော့လေမြမလေးရေဝိုင်းလိုက်ကိုကြီးကိုကြီးကိုရ တော့ပထမဆုံးကျွန်တော်စားတွေ့ခဲ့တဲ့ပုံလေးပေါ့အဲ့နေရာကျွန်တော်ရှင်ခွင်တစ်ခုလုံးကိုတုံးသိပ်ပိတ်သွားခဲ့တဲ့နေပေါ့တော်တော်ညီမခမရပြောသလိုကြွားမလားဟာစေစနာနဲ့ပြောနေတာခမရကိုစကားလူလိုပြောနေတာနော်ဟောမကန်လားတထဖို့စေရဟန်းများရှိနေလားကောမင်္ဂလာဆောင်မှာကြောက်တယ်ဒေဂုံလည်းဖြစ်ဖြစ်ဘာလို့ကတ်ကြောင်မင်းကြောင်ကြီးကွာ ဟုတ်ကဲ့ပါကျွန်တော်ကအလဲရဆိုကျွန်တော်ကပဲအလဲပန်းလေးလဲတော့ရောမမြင်ပြောလိုက်အေးဟုတ်လေဟုတ်လေပန်းလေးကနည်းနွမ်းတာနွမ်းတယ်ဘယ်မှာဝယ်ပါ့မလဲပန်းလေးပါပန်းလေးကခဏအုံပြုတ်ကြတယ်ဟုတ်ကဲ့ကျွန်တော်တို့ကတည်းကအောင်တီအောင်မောင်းဆိုတာကျွန်တော်တို့ညီကိုတွေပေါ့နော်ဒါလူပညာလောကအဲရောနောက်ပြီးတော့ဒီဖြူလေးပေါ့နော်ဒီကတော့ဒီညီကိုမောင်နှမတွေပေါ့လူပညာလောကထဲမှာရှိတဲ့ညီကိုမောင်နှမတွေအဓိကတော့ကျွန်တော်တို့စူးစမ်းပြီးတော့အဓိက ဒီကားကိုထူးဆေးပုံပေါ်လာရပေါ့နော်။တရုပ်ဆောင်လဲဆိုတာတက်ကိုကျွန်တော်တို့အမှန်မှတော့ဒီကားကလေကျွန်တော်တို့ဒီခဏခဏပြန်ရေးရတဲ့စီးနောင်မရှိဘူးတကယ်တမ်းဆိုရင်ဒီကားလေးဟိုကစံဝင်စားမှုနဲ့အဲကျွန်တော်တို့ဒီ chemistry မိမိမိတယ်ပေါ့နော်။ဒါကြောင့်မလို့လဲကျွန်တော်တို့ရိုက်ကူးတဲ့အချိန်ကလည်းပျော်ရွှင်ခဲ့ရပါတယ်။အဲစက်သိန်းကိုရိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့တကယ်ကိုရှင်းနေမှာလေးလေးနက်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 ရှင်းရှင်းခံစားခဲ့ရပါတယ်။ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့။